တောင်မွန်လန်းနေရဲ့ဘရင်ဝန်ဒဖိုင်ယာဆိုင်ကလေးဈေးအများကြီးပြန်ကျလာပါပြီဒါကတော့တရင်ကောင်းပါအားလုံးမင်္ဂလာပါကျွန်တော်ကြွကြွအောင်ပါမော်တော်ဘိုက်အော်တိုတယောက်ဖြစ်ပါတယ်မုဂုတ်ကလေးကံကောချင်းမီနဲ့အထက်ချင်းဒေတာစတဲ့တောင်မွန်ဒေတာတွေမှာလူကြိုက်အများဆုံးဆိုင်ကလေးကဝန်ဒဖိုင်ယာဆိုင်ကလေးပါဝန်ဒီဝိုင်ဆိုင်ကလေးကအင်ဂျင်ပါဝါဝန်ဒီဝိုင် CC performance အပြည့်နဲ့ထွက်ရှိတာတောင်တက်တီမှာအစအပြုံးမပြည့်အန်တုနိုင်တာ ဗော်ဒီတိဆောက်ဘုံတန်ဖရိုင်နေချန်ခိုင်လွန်းနာဂွေရီကတောင့်တင်းခိုင်မာလွန်းနာစားတဲ့အတော်ကြေးတွေကြောင့်လူကြိုက်များကြတယ်လို့ပြောရင်မမှားပါဘူးဝန်ဒီဖိုင်ဆိုင်ကလေးတွေမှာလူကြိုက်များဆုံးကတော့ကမ်ဘိုဒစိမ့်ပါကမ်ဘိုကနေကမ်ဘိုဝန်ဒီဖိုင်ဟာဝန်ဒီဖိုင်အပလတ်နဲ့ဒစိမ့်ခွဲကန်တန်ဝန်ဒီဖိုင်ဆိုင်ကလေးထွက်ရှိတဲ့ဒါအပြင်ရင်းစင်းနီယွမ်ဘိုရှိုင်းယန်စားတဲ့အမတ်ဒစိမ့်တွေပါဈေးကွက်ထဲမှာရှိနေတာပါခုဆိုရင်တရုတ်နိုင်ငံထုတ်ဘဲတစိမ့်ပဲဖြစ်ဖြစ်ဝန်ဒီဖိုင်ဆိုင်ကလေးရောအခြားဆိုင်ကလေးမျိုးစားတွေပါဈေးအများကြီးပြောင်းကျလာပါတယ် ဝန်ဒီဝမ်ဆန်ဂရီဆိုရင်လွန်ခဲ့တဲ့နှစ်လကျော်တုန်းကထက်ကျက်ဆက်သိန်းကျော်လောက်ထိကိုစီးပြန့်ကျလာတာပါဆက်သိန်းကျော်လောက်ကြီးဟုံငနေကျသွားတာမျိုးမဟုတ်ပဲပြီးခဲ့တဲ့စက်တင်ဘာလကလေးကကျက်3သိန်းလောက်ကျလာလိမ့်နောက်ထပ်ကျက်3သိန်းလောက်ကျလာလိမ့်နဲ့အလုံးပေါင်းလိုက်ရင်အခုဆိုရင်ကျက်ဆက်သိန်းကျော်လောက်ထိကိုစီးပြန့်ကျလာတာပါ အခုဆိုရင်ကမ်ဘောကနေရွှေအောင်စတေကာတွေဒီဂျစ်တယ်တိုင်ခွင့်နဲ့ဟိုမှာဗာရှင်မြင်ထုတ်လုပ်ထားတဲ့နောက်25မော်တဲ့ကမ်ဘော Wi-Fi R+ ဆိုင်ကလေးဆိုရင် အခု35တိုင်ဝင်ကျင်ပဲရှိတော့တယ်ကန်တန် Wi-Fi R ဆိုင်ကလေးဆိုရင် အခု28တိုင်ခွဲဝင်ကျင်ပဲရှိတော့တယ်ရင်းစင်း Wi-Fi R ဆိုင်ကလေးဆိုရင်အခု33တိုင်ဝင်ကျင်ပဲရှိတော့တယ်နီဝမ်ဘော Wi-Fi R ဆိုင်ကလေးဆိုရင်အခု28တိုင်ခွဲဝင်ကျင်ပဲရှိတော့တယ် ကမ်ဘို wifi ရာရိုးရိုးဆိုရင်အခု33သိန်းဝန်းကျင်ပဲရှိတော့တယ် wifi ရာပြင်အခြားဆိုင်ကမျိုးစားတွေဖြစ်တဲ့ကန္နာစီဆိုင်ဆိုင်ကဆိုရင်လည်းအခု28သိန်းခွဲဝန်းကျင်ပဲရှိတော့သလိုကမ်ဘိုဝဲဖာဝန်းနဲ့ဆိုင်ကဆိုရင်အခု29သိန်းဝန်းကျင်ပဲရှိတော့တယ် တိုင်းစပေါ်တာ15စင်ကလေးဆိုရင်လည်းအခု38သိန်းဝန်းကျင်ပဲရှိတော့တယ်။အဲ့ဒီလိုဈေးပြန်ကျလာတဲ့အဓိကအကြောင်းရင်းတွေကတရုတ်ယွမ်ငွေစက်တိုက်ကျဆင်းလာတာမြန်မာပြည်တွင်းမှာတဆင့်တောက်လုပ်တဲ့စင်ကစေးုံတွေကစင်ကလေးများကြီးပြန်ဆိုင်ဝင်ရောက်လာတဲ့ကြောင့်ပါ။အဲ့ဒီလိုတရုတ်စင်ကဘရန်နျူတွေဈေးပြန်ကျလာလေးလေးချီကန်လူတန်းစားနဲ့လူလက်တန်းစားတွေအတွက်အများကြီးအဆင်ပြေလေးလေးပါပဲ။ဒါကပွင့်လင်းဆုံးပြောတာ။ ဒါနဲ့အဲ့ဒီလိုတရုတ်ဆိုင်ကလေးဈေးပြန့်ကြလာချိန်မှာဈေးကျရင်ကျစေးအတိုင်းမမှန်ကန်ကန်နဲ့ဈေးချိုချိုရောင်းပေးနေတဲ့ရှိုးတွန်းတစ်ခုရှိတယ်။အဲ့ဒါကတော့မန္တလေးမြို့96လမ်းနဲ့134လမ်းနောက်က H5 ဆိုင်ကရှိုးတွန်းမှာအဲ့ဒီရှိုးတွန်းမှာနာမည်ကြီး brand တွေဖြစ်တဲ့ Cambo Dream 110 125R+, Cambo Auto, Kanda 125R, Loja Dream 110, New Ambo Smart 110, OWL နဲ့ PNC ဒီစိုက်ထဲကဆိုင်ကလုံးစားတဲ့ဆိုင်ငယ်မျိုးစုံစုံနဲ့ကမ်ဘို EV ဆိုင်ငယ်တွေပါနောက်25မော်တဲ့ Brandio မှာ license ပါတွေနဲ့ရောင်းချပေးနေတယ်ဆိုင်ပွင့်လာတာနှစ်ပေါင်း20ကျော်ရှိလာပြီဖြစ်တဲ့ H5 ဆိုင်ငယ်ရှိုးရုံမှာကမ်ဘိုဆိုင်ငယ်အလုံးနဲ့လော်ဂျာဆိုင်ငယ်တွေကိုအင်ဂျင်တနစ်တိတိအဝကံပေးထားပါဗါတယ်။စာဘက်ပိုင်းကိုလည်းတနေ့အတွင်းလက်ခအခမဲ့နဲ့ပြုပြင်ပေးနေတာပါ။ ဆိုင်ငံတမိုးရဲ့ကနဦးလေးစိရာခိုင်နှုန်းပေးတွင်ပြီးလစဉ်အရေးကြစနစ်နဲ့ပါဝန်ဆောင်မှုပေးထားတယ်။ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့တရုတ်ဆိုင်ငယ်လေးဈေးကြိုင်ကြစေးတိုင်းဈေးနှုန်းမှန်မှန်နဲ့ရောင်းချပေးနေတဲ့ရှိုးရုံကိုလိုက်ရှာနေတယ်။လိုင်စင်မှာတရုတ်ဆိုင်ငယ် brand အစုံကိုတနင်္လာနေ့မှာစုံစုံလင်လင်နဲ့ရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုရင်မန္တလေးမြို့96လမ်းနဲ့114လမ်းတောင်က H5 ဆိုင်ငယ်ရှိုးရုံရှိနေတယ်ဆိုတာလမ်းညွှန်ပေးလိုက်ပါစေ။ အားလုံးကျေးဇူးတင်ပါတယ်။ဒါနဲ့လိုင်စင်ဘတ်ဘရန်နီတရုတ်ဆိုင်ကလေးဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်ဒီအပိုင်းကတရုတ်ဆိုင်ကလေးဈေးကျနေတာမို့ခက်မြန်မြန်ဝယ်ထားရတော့အကောင်းဆုံးပေါ့ဗျာ။